ထောင်နဲ့ကြီးကဒီကောင်လေးကကုန်းအမြင့်ဆိုတော့ကွက်တီဖြစ်နေတဲ့အမှမှာတို့ဒီကောင်လေးအဲ့မှာနှကောင်းထဲထိုးပြီးတော့မှအဲ့ဟိုကျွန်တော်တို့လမ်းပင်ကြားမှာရေမြောင်းထူးထားတယ်အဲ့ထဲမှာဝတ်ထားတာဟာအပြချက်နေပဲမြက်တော်တပေးမှမကြံဘူးအဲ့တခြားလုံးမြက်ကမြက်ကနွားကိုစားရမှရှိဘူးအဲ့မှာမင်္ဂလာပါကိုစော ဟုတ်မင်္ဂလာပါဗောအဲပြန်ဆုံပြန်ပြီဗောနော်ဒီတစ်ခေါက်လဲဒါအောင်ပွဲတွေနဲ့ပြန်ဆုံပြန်ပြီအဲ့တော့အဲဒါကျွန်တော်ဒီရက်သေးဒါကိုစောင်းတို့ဒါထုတ်ပြန်လာတာရှိတယ်လေဒီနထိုးကြီးကဒါပွဲပေါင်းကျုပ်ကွာသိလားပေါင်းကျုပ်ကျွန်တော်လိုက်ပေါင်းကြည့်တာဗောပဲလက်နဲ့48လက်ရှိတယ်ပုံမှုတွေပုံကြီးတွေတည်တယ်အာတခြားတည်ရည်လည်းအများကြီးဖြစ်နေဗောနော်ပြီးရင်တုံမန်းတွေလည်းဖမ်းပြီးရနော်ဟုတ်တယ်နော်ဟုတ်ကဲ့ဗျာဟုတ်အဲအဲ့တော့အဲ့အဲ့ဖြစ်စင်နေတဲ့ပတ်သက်လို့လောက်ပါအောင်အာဘတရားလေးရင်းတစ်ခေါက်ကလို့ပဲပြောပြပါအောင်ဟုတ်ကဲ့ဗျာ အခုလောလောဆယ်လက်ရှိအချိန်ကြီးပေါ့နော်ကျွန်တော်တို့စပြီးတိုက်ပွဲဖြစ်တဲ့ရက်ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့အမျိုးနယ်နော်တို့မျိုးနယ်နဲ့ကျွန်တော်တို့ဒီအမြန်လန်းနဲ့တိဆက်နေတဲ့အဲကျွန်တော်တို့ဒီမြိုင်းသားရွာပေါ့နော်မြိုင်းသားရွာကိုစတင်ပြီးစေချောင်းအောင်ထိုးလာတယ်ထိုးလာတဲ့အချိန်မှာကျွန်တော်တို့နဲ့အဲသုံးရက်တိတိပေါ့နော်တိုက်ပွဲဖြစ်တယ်ပေါ့ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်တဲ့အချိန်မှာသူတို့ရန်သူဘက်ကနေပြီးတော့မှဒီဆက်လိုက်ရအောင်နော်ကျွန်တော်တို့နဲ့လာပြီးတော့မှပူးတာ ဘူးတဲ့အချိန်မှာတို့ရဲ့တက်ပြတ်တဲ့အတန်အနေတို့အဲ့မှာဖတ်ပြေးရမှာပြေးရမှာကျွန်တော်ဘိုလ်လေးကြံခဲ့ပြီကျွန်တော်ကတော့မပြန်နိုင်ဘူးအဲ့မျိုးငိုတန်နေနဲ့អော်တဲ့ခါတွေပေါ့နော်အဲ့လိုမျိုးဆိုကျွန်တော်တို့ကကြားရတဲ့ခါတော့ရဲဘော်တွေစိတ်အားတက်ပြီးတော့မှရှေ့ဆက်လုံးတဲ့ခါမှဒါဂျန်သူရဲ့ပစ္စတိုတလက်နဲ့တို့ရဲ့ဘိုလ်အကျွန်တော်ဘိုလ်ကြီးကြမှာပေါ့နော်ဘိုလ်ကြီးရဲ့တလက်နဲ့ပေါ့နော်သူ့ရဲ့ဓာတ်ပေါ်ဒီနဲ့ကျွန်တော်တို့သိသိရမိလိုက်တယ်အဲ့နောက်ရက်နေပြီဆက်ရှင်းတဲ့အချိန်မှာလဲဒါជីကြီးတွေခဲရန်တွေခြားဟာတွေလဲ ဆိုင်ပြီးတော့သိသိရမိတာမျိုးတွေရှိတယ်ပေါ့နော်သူတို့ဘက်ကဒါကျွန်တော်တို့အပေါ်မှာဒါမလုံးတခါမှပေါ့နော်ကျွန်တော်ပြောတယ်ပါဒီ drone နဲ့ပတ်သက်ပြီးစကားစားရဲ့ drone နဲ့ပတ်သက်ပြီးတော့မှသိပြီးတော့အသုံးပြုလာတာမျိုးမရှိဘူးဒီတိုက်ပွဲမှာမှစပြီးအလွန်အကျွံအသုံးပြုလာတရက်ကိုကြေရီ20နဲ့ထပ်နော်ဒုံချပြီးရဲ့လက်လက်ကြီးထုတယ်ပြီးမြေပြင်ကလည်းသူတို့ကဒါသားလေးဝင်ရမယ်ဆိုတဲ့စိတ်နေပေါ့အဲဟို တို့ကအတင်းကျွန်တော်တို့ဟိုဒီအမားတွေပေါ့ကျွန်တော်တို့ဘန်ကနေရယူနိုက်တက်နေရမျိုးတွေမှာတောက်လျှောက်တုံးချချိန်မုံဝင်လာတော့ပေါ့အဲ့အချိန်မှာကျွန်တော်တို့ကလည်းအညာသားတွေဆိုတော့ဘလို့အညာစတိုင်နဲ့စစ်တိုက်တော့ပေါ့နော်တို့ကတော့ကျွန်တော်တို့ထင်မဲ့ပေါ့နေရကောင်းကောင်းဘာကောင်းကောင်းယူထားမယ်ထင်ပြီးတော့မှအဲ့လိုနေရမျိုးတွေတုံးနေနဲ့ချိန်မုံပြီးရင်တို့တက်လာကျွန်တော်တို့ရှေ့ရောက်တော့ကျွန်တော်တို့ကပြတို့ကတစ်ခါပြန်ပြေးပေါ့အဲ့ဒီမှာတော့ဒါလုံးဝအမှတ်တရပဲငိုတန်းတွေပါကြားခဲ့ရတဲ့နေ့ပေါ့ ဒါဒါပထမဆုံးစစ်ကြောင်းเนาะဟုတ်တယ်ပထမဆုံးစစ်ကြောင်းအများအင်းရနော်မနေဘူးเนาะဟုတ်တယ်ဗျ200ဝင်းကျင်ဟုတ်ဟုတ်အဲ့တော့အဲ့အဲ့နဲ့ဒါစဖွင့်လိုက်ရောစဖွင့်လိုက်ရောတနက်တစ်ချောင်းနဲ့စပြီးဖွင့်လိုက်ရနောက်နေ့ရက်ဆက်ပြီးဆက်ဖြစ်တယ်ဘာလို့ဖြစ်တဲ့အချိန်မှာနောက်တဲ့ရက်ဒီမှာဆက်ဖြစ်တယ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကအဲခံကျွန်တော်တို့ဒီ မြေပြတ်ဒေတာမှာကျတော့စိတ်ကိုကျွန်တော်တို့ဟိုလုံးဝခံစစ်လိုက်ရနေငါဒီနေ့ကလုံးဝမစုပ်ဘူးဆိုပြီးတော့မှတွားပြီးကျွန်တော်တို့ကခန်းတိုက်နေလို့မရဘူးပေါ့နော်အဲ့ဒီအချိန်မှာသူတို့ကဝိုင်တွဲတွေတုံးတယ်ဟောင်ဝင်စာ122 122တုံးတယ်အဲနောက်တစ်ခုကဘာတုံးလဲဆို drone တုံးတယ်ဒါမျိုးမျိုးစုံတွေတုံးပြီးတော့မှကျွန်တော်တို့ဒီခန်းစစ်လိုက်ကိုဖျောက်အောင်ဝင်ဆောင်ဆောင်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဒါအကုန်လုံးတိုင်ပြန်တယ်ပေါ့နော်ဦးဆောင်တဲ့လူတွေကျွန်တော်တို့ဒီတိုင်ရင်ပေါ့နော်ကျွန်တော်တို့တိုင်ရင်မြင်းညံခံတိုင်ရင်လေးမြင်းညံခံတိုင်ရင်30တခြားမဟာမိတ်ကြီးခေါင်းညဆိုင်တိုင်ပြန်ငါတို့ကဒီလိုလေး ြောင်းပြီးတော့လောက်ကြရင်ကောင်းမယ်ဆိုပြီးတော့မှကျွန်တော်တို့ပုံစံပြောင်းပြီးတော့အဲ့နေနေမျိုးကိုကျွန်တော်တို့ cancel line drive နေမျိုးခွာပေးလိုက်ခွာပေးတဲ့အချိန်မှာကျွန်တော်တို့နဲ့နီးစပ်ဆုံးဖြစ်တဲ့ရွာဟိုတိုက်ပွဲနီးစပ်ဆုံးဖြစ်တဲ့မြိုင်သားရွာကိုတို့ကမီးရှို့တယ်မီးရှို့တယ်ပြန်ပြီးတဲ့အချိန်မှာအဲ့မြိုင်သားရွာကိုတို့စိတ်ကျဉ်းအောင်မီးရှို့ပြီးတော့မှပြန်ထွက်လာထွက်လာပြီးတော့ဒိုင်းလေပါဘူးဒါရောက်တော့ဒိုင်းလေရရောက်တော့တို့ကအဲ့လိုပဲ drone တွေနဲ့တင်းထောက်တယ်ကြည်တယ်အဲကျွန်တော်တို့ထင်တော့ဘောနော်တို့ဒိုင်းလေရရောက်ရင် ွားတဲ့လမ်းမှာတော့ဖြတ်တိုက်ခံရမယ်လို့တို့ထင်တာပါမမိရဲ့သုံးမှန်းလည်းပြောပြတော့အာတို့ကအဲ့ချိန်မှာကျွန်တော်တို့စခန်းကြီးတစ်ခုကိုတို့တော့ဝိုင်းတယ်လို့ပဲကျွန်တော်တို့ရဲ့အထိုင်စခန်းကြီးကဝိုင်းတယ်လို့ပဲတို့ကဒစိကတက်လိုက်နောက်တစ်စိကကာဝေးယူလိုက်စတိုင်ပါရီနဲ့ချောင်းလိုက်ပြီးတော့ကျွန်တော် drone တွေနဲ့ကြီးလိုက်ပြီးလည်းပြီးတော့အဲ့ရွာလေးလည်းဝင်လဲဝင်တာကျွန်တော်တို့လည်းတရားအောင်မှမတွေ့ဘူးတို့ကအဲ့ချိန်မှာအဲ့ချိန်မှာတို့ကလုံးဝကျွန်တော်တို့ထင်သေးသွားပြီဒါဒီကောင်လေးငါတို့ကမ်တိုင်ရဲတော့လို့ထင်သေးသွားတင်သေးတဲ့အချိန်မှာအဲ့မှာတို့နှစ်ညလောက်အိတ်တယ်ဘောနော်အိတ်ပြီးတော့မှဆက်ထွက်လာတဲ့ နောက်တစ်ခါနောက်လည်းကျတော့သူတို့စိတ်ကြောင်းနေအဲ့လိုပဲပုံမှန်တိုင်းပဲပေါ့သူတို့ဆက်ထွက်လာနည်းနည်းလောက်တိုးလိုက်ပြီးရင်ကားလေးစီးပါတာပေါ့အဲ့ဒီကားလေးစီးပါတယ်ဖိုးကြီးရဲ့သုံးစီးပါတယ်ကျတော့ဆယ်ပေတို့တစီးပါဆယ်ပေတို့ကဘလောက်ထိဒီကောင်တွေရက်ဆက်ရုပ်มาလဲဆိုလို့ရင်ဤသူတွေရဲ့ကျွန်တော်တို့ဟိုကလေးတွေစီးရဲ့စပိန်ဆိုင်ကယ်လေးတွေဘတ်တီဘတ်တီဆိုင်ကယ်လေးတွေအဲ့လိုဆိုင်ကယ်တွေကအစအဲကားရဲ့ဒေးရဲတွေမှာကတ်ပြီးကျိုးနဲ့တုတ်တော့ကျွာတွေကနေခိုးလေဟုတ်ကျွန်တော်တို့125ဆိုင်ကယ်တို့ တစည်းပါတယ်ပြီးရင်ကျွန်တော်တို့ clickbait တစည်းပါတယ်အဲ့ cycle လေးကတော့ခွေကအဲကားရဲ့ဖင်နောက်မိမှာတုတ်တယ်အဲပြီးရင်လက်ကန်ရတခြားနေရာမှာထားတယ်အဲ့လောက်ဒီတောင်ဆိုဘလောက်လေးဆိုလို့ဆိုရင်ကျွန်တော်တို့ဆေးဘီရိုမှာဆိုစီတိုင်ကြီးအောက်ကပါတာပေါ့နော်ဘေးရပေါ့အဲ့စီတိုင်ကြီးရဲ့အောက်ဘိုင်နာလေးလောက်ကနေပြောမှာ cycle ကိုကတ်တုတ်ဟောအဲ့လိုခိုးတာအဲ့ဒီဆေးဘီရိုပေါ်မှာအများဆုံးပါတာကတော့ तू ကကျွန်တော်တို့ဖျားဘူးသွားတယ်လို့ပေါ့ဟိုရာဒီ ်ဆယ်ပေထိုရဲ့အောက်ကသူတို့ချမ်းကင်းပါလေချမ်းကင်းရဲ့အလေလူတထိုင်ရဲ့အလွတ်မှာတခါပြန်ဝါးနဲ့သူတို့ကဝလုံးနေနဲ့ချမ်းကင်းပြန်ထိုးထိုးပြီးတော့မှအဲ့ပေါ်မှာပြည်သူပစ္စည်းတွေနောက်ဆုံးဘလောက်ဒီပါလဲဆိုလို့ကျွန်တော်တို့ဘလူးတူပေါက်ဒီမိုက်ဒီဒီကျွန်တော်တို့ချဲ့ကုန်းတွေအတန်ချက်ဆက်တွေပေါ့နော်ဓာရီပါဒီကောင်တွေကအကုန်လုံးခိုးတာ TV တွေရောခိုးပြီးတော့မှအိုက်ကားကြီးကသူတို့ခြီးတက်လာရောကျွန်တော်တို့ဒိုင်းလေရောနေခိုးလာခိုးလာပစ္စည်းတွေနဲ့ခြီးတက်လာတက်လာတဲ့အချိန်မှာအဲ့လိုပဲသူတို့ထင်နေတိုင်းပဲ အာတို့ကျွန်တော်တို့မြင်တာကဒီတောင်ကုန်းပေါ့အမှကျွန်တော်တို့စီမှာဆိုရင်နည်းနည်းကုန်းကြရနေရာယူပြီးလို့ရှင်ဆေးရည်ရာတာတယ်ပေါ့အဲ့လိုနေရာတော့တို့ကစကောက်နဲ့တို့ရဲ့စကောက်တုံးနဲ့ပေါ့နော်အမ်တောက်လျှောက်တို့ကြည့်တယ်အမ်ပြီးလို့ရှင်နည်းနည်းတိုးလာတယ်တောက်လျှောက်ကြည့်တယ်တိုးလာတယ်နောက်ဆုံးကျွန်တော်တို့ကဟိုအောက်ကြိုက်ကြီးရဲ့ရောက်သွားကြိုက်ကြီးရဲ့တို့စိတ်ချသွားပြီပါဒီကြိုက်တဲ့ဒီကောင်ဒီငါတို့ခံမတိုက်ရဲဘူးဆိုတော့မှအဲ့မှကျွန်တော်တို့ကကြိုက်ကြီးတဲ့နဲ့ထပြီးတော့မှအကုန်းကြီးတိုင်တက်တိုက်တာ တတ်တတ်တဲ့အချိန်မှာကျွန်တော်တို့ဂျဲဘော်တွေကရင်တော့ဆိုလို့ရှိရင်တနက်ပြစ်လို့ရှိရင်လည်းကြီးအပေါ်ထောင်လာရှိရပါဆရာ။ဒီမှာအရေးလော်ဒကြီးနဲ့ချိန်မပြစ်နိုင်ထောင်လာ။အဲ့မှာကျွန်တော်တို့ကဘာတော့ဒီဘွဲနဲ့ပတ်သက်တွေ့ကြုံရလဲဆိုလို့ရှိရင်အထောင်နဲ့ကြီးကဒီကောင်လေးကကုန်းအမြင့်ဆိုတော့ကွက်တီထင်နေတာအဲ့မှာတို့ဒီကောင်လေးအဲ့မှာနှာခေါင်းထဲထိုးပြီးတော့မှအဲ့ဘာကျွန်တော်တို့လမ်းပင်ကြမှာရေမြောင်းထူးတာလေအဲ့ထဲမှာဝတ်ထားတာဟာအပြချက်နေပဲမြက်တော်တဘေးမှမကြံဘူးအဲ့တစ်ချောင်းလုံး ကျွန်တော်ညက်တောင်ပြပြကုန်လားညက်ကူညက်ကူနွားကူစားရမှာရှိဘူးအဲ့ဘက်မှာအော်ရင်နေမြေရှင်းမှာကျွန်တော်တို့အတိတာဟိုဟိုလောအဲ့လေဇာတိကျွန်တော်တို့နေမြေစားကျွန်တော်မထင်မှတ်တဲ့နေရာနဲ့စတိုက်လိုက်တဲ့အချိန်မှာကြီရှန်နာတွေပါနေနဲ့ကျွန်တော်တို့မနက်ခင်း7:00နာရီလောက်ကစတိုက်ပွဲဖြစ်တယ်ည7:00နာရီဟုတ်7:00နာရီခွဲကိုည7:00နာရီခွဲမှာတိုက်ပွဲပြီးရပြီးတာတော့အဲ့ချိန်မှာပြီးရပေါ့နော်ဂျားထဲမှာ ကျွန်တော်တို့ကလည်းဘယ်လောက်ဒီအခြေအနေစိုးသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့တိုင်ပွဲလဲကြီလဲပေါက်လဲပေါက်တော့စကားစကားကျွန်တော်တို့ဒုံးနဲ့တစ်ခေါက်ချချသွားတဲ့အချိန်မှာရဲဘော်တွေအကုန်ဘေးကင်းဘေးကင်းပြီးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့မိုးတွေကတကုံရွာတာဟုတ်မိုးတွေကတကုံရွာတယ်သူတို့ဒုံးတွေပြန်မရတော့ဘူးဟုတ်အဲ့အချိန်မှာကျွန်တော်တို့ကကြိုက်ပဲစကားပြောသက်တည်းဟုတ်ကျွန်တော်တို့ကဒီဟွာလေးနဲ့ကျွတ်ကျွတ်အိတ်တွေနဲ့ပတ်စကားပြောသက်တည်းနဲ့ပြောမိုးတွေကရွာကျွန်တော်တို့ကပြစ်တဲ့ကောင်ပြစ်တတ်တဲ့ကောင်တက်အဲ့လိုမျိုးပေါ့နောက်ဆုံးမှာအယုံသုံးကားနဲ့သူတို့က သူတို့ရဲ့တပ်ဖွဲ့စည်းပုံပြတ်သွားတဲ့အချိန်မှာဒီမှာကျွန်တော်တို့ကမလုပ်လိုက်လဲဆိုတော့သူတို့ရဲ့နောက်ကျောထဲမှာနေတဲ့ commander point ကိုကျွန်တော်တို့ရလိုက်။ဩ commander point ရတဲ့အဲ့ commander point ကိုရှေ့ရရှေ့ရကျွန်တော်တို့ကမတိုက်တော့ဘဲ commander point ကြီးသွားတက်တိုက်တာ။ကျမ်းပြီလေ။အဲ့တက်တိုက်တဲ့အချိန်မှာအဲ့ကားတွေကလည်းဖြစ်ချင်တော့သူတို့ဒီလမ်းအကျင်းပေါ်ကိုရဒီကျွန်တော်တို့ရွာလမ်းနေဆိုတော့အကျင်းပေါ်နောက်လည်းဆုတ်လို့မရဘူးလို့ရှေ့လည်းပွေ့လို့မရဘူးဘလို့မှလှည့်လို့မရတဲ့နေရာပေါ့။ ကားလေးကြီးကတန်းရကြီးပြဲ့လို့လည်းမရနောက်လည်းဆုတ်တော့လည်းဝိတ်တရားအားများနေပြတော့အဲ့ချိန်မှာဆိုတော့ကားကြီးဖားပြီးထွက်ပြေးတာ။ဩကျွန်တော်တို့ကပထမကားကြီးရရလိုက်တာ။ဟုတ်အဲ့ကားကြီးရမှမသိဘူး။ကျွန်တော်တို့စဖြစ်နေကြတော့မှချရနေတော့မှဝုံဝုံတရိန်တိန်နဲ့တနေ့ကုန်ပြင့်နေရ။အဲနောက်ဆုံးညညကျွန်တော်တို့ညနေ6နာရီခွဲလောက်လည်းရောက်လဲရောက်တော့ကဲဟိုငါတို့တက်ရတော့တက်ကြမယ်ဆိုပြီးတော့မှကျွန်တော်တို့ကလည်းပေါ်ဖြစ်ပြီးတော့တက်ချသွားအောင်။တက်ချသွားတဲ့အချိန်မှာအဲ့ကားကြီးကိုတွေ့ရတာ။ ဩပထမကားတွေကိုကျွန်တော်တို့ပျောက်နေဟာကားတွေကတော့မောင်းထွက်သွားပြီလူတွေလည်းမရှိတော့ဘူးအဲ့လိုထင်တာနောက်ဆုံးကျမှကားတွေတွေ့တာကျွန်တော်ရဲ့တိုက်တိုင်ခွဲအမှတ်တရပါလဲဆိုလို့ရှိရင်ညကျွန်တော်တို့က10နိုင်ခွဲလောက်ကြီးအဲ့ကားတွေထုတ်မှာထုတ်တဲ့အချိန်မှာရန်သူကကျွန်တော်တို့ဝေးရတဲ့ထောက်နေတာရှိတယ်ကျွန်တော်တို့ကားဖြတ်မောင်းရမယ့်နေရာမှာလုံးဝတက်ကွင်းလိုဖြစ်အဲ့အချိန်မှာကျွန်တော်တို့ထဲကကားမမောင်းတဲ့မောင်းတဲ့ရဲဘော်ကသူကကားမောင်းတတ်တယ်ဟုတ်ပြီသူကကားမောင်းတော့ကား ဘာကမောင်းလဲငါတို့အရေးကြီးတဲ့ကောင်အရင်မောင်းအောင်မယ်လေးစီးပေါ့စီးရရင်ငါတို့အရေးကြီးတဲ့ကောင်မောင်းမယ်ဘာကမောင်းလဲဂျမ်းဘာကမောင်းကြမယ်ဆိုဂျမ်းကကျွန်တော်ပိုးဝီကားကြီးတက်မောင်းမောင်းလဲမောင်းတော့ကြောက်ကြီးတဲ့ပြုတ်ကြဝုန်းဆိုပြောတာကားကားရဲ့ကြောက်ကြီးတဲ့ဆင်းချတော့ကျွန်တော်တို့အဲ့မှာဘယ်လိုလုပ်တော့ဆိုတော့ကဲကားရဲ့ကြောက်ကြီးတဲ့ဆင်းရတာယူပေါ့ကျွန်တော်တို့ကလည်းဂျဲဘောကကြောက်ရလန်အန်းနဲ့ရန်တော်လည်းထောက်ကျွန်တော်တို့ကလည်းပြည့်ပေါ့အဲ့ဂျားထဲမှာသူကခလေကောင်ကသူဖြတ်မောင်းမှာနော်ကျွန်တော်တို့ကဟိုဟာနဲ့ order ပေးတာပေါ့နော် ာ point 1ပြင်မယ် point 2ပြင်မယ် point 3ပြင်မယ်ပေါ့နော်ကျွန်တော်တို့အဲကားကိုရှေ့ရောက်ပြီဆိုတော့ဒီပေါက်တာရက်နောက်တစ်စိတ်ကပြင်အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ order ပေးပေးရတဲ့အချိန်မှာရဲဘော်ကလည်း तू ပြစ်တယ်ဆိုပြီး तू ကလည်းတံပုံမောင်းမောင်းတဲ့အချိန်မှာမီးကမထွန်းရဲဘူးမီးထွန်းရင်ညာဆိုတော့အုံမှာဆိုတော့လေမီးမထွန်းရဲဘူးဆရာအဲ့အချိန်မှာဘာလဲဆိုတော့အကြောက်ကြီးတို့ဒီလိုလမ်းအပွေဆိုတော့ကျွန်တော်တို့ဒီဂျင်းလမ်းရဲ့ဘယ်ညာမှာခြေမြောင်းကုတ်တာတော့အဲ့ထဲကိုဆင်းပြီးတော့ဟိုဘက်ကကဘာကိုကြောတက်သွားတာကားကြီးက ်အဲ့တော့အောင်ဝဲတွေခန့်နေအာကားတစ်စီးရပြီပေါ့ဟောကလေးအောင်တက်စိတ်ကြနေအာတို့ကားတစ်စီးရပြီဆိုခဏနေအရေးပေါ်တော့လာဟာဒီအောင်ဘာဖြစ်တာလဲဆိုကားဟိုဘက်ရောက်သွားပြီဟာမရောက်ဘူးမရောက်ဘူးဆရာလည်းဒီနောက်ပါလေကားကျွန်တော်မောင်းလာတယ်နောက်ပေါက်သွားပြီဆိုတော့ဟာတော့ဒီပေါ်ကွာဆိုပြီးတော့မှကျွန်တော်ညာကင်းအိုက်ကားထုတ်ဖို့တော့ကတစ်ခါပြန်ပြီးတော့မှအချိန်ယူပါသေးတယ် 哦ခက်ခက်ခက်ခဲကြီးနော်လုံးဝခက်ခက်ခက်ခဲကြာပြီးသားကားတော့မှောက်အောင်မောင်းပြတယ်ရဲဘော်နဲ့တော့မှတ်တရားအမှတ်တရားပဲပြီးရင်တိုက်ပွဲကိုမိုးလင်းကနေမိုးချုပ်ထိပြင်းရတယ်ဆိုတော့မလွယ်ဘူးနော်အတပွဲတော်တော်ကိုစွန့်စွန့်စားကြုံကြတာဟုတ်တယ်အခုအဲ့တည်းကရဲဘော်တွေဆိုလဲရဲဘော်တွေအတွေ့အကြုံများရင်ခင်မှာပါတယ်ပေါ့နော်ကျွန်တော်တို့တိတိတိုက်ပွဲမှာရဲဘော်တွေတွေ့အကြုံများရင်မှာပါတယ်နောက်တစ်ခုကကျွန်တော်တို့တိုင်ရင်နှိုင်းရင်နဲ့ပတ်သက်ပြီးတော့မှ အခြားအလိုမျိုးတွဲပြီးတိုက်နေတဲ့မဟာမိတ်တွေတည်းလည်းတော်တော်ကိုစွန့်စားသားနဲ့လှုပ်လှုပ်တဲ့ရဲဘော်တွေလည်းပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဆုံးရှုံးမှုတွေရှိတယ်လို့အောင်မြင်မှုတွေလည်းရအောင်ယူနိုင်ခဲ့တကယ်တမ်းဆိုရင်ကျွန်တော်တို့ကပြစ်ပြီးတော့ပြေးလာရမယ့်အခြေအနေအင်အားချင်းကလည်းတို့ကမြင်ရတယ်ပြီးတော့အဆအဆအရာရာလည်းတာတယ်ပေါ့နော်တို့ရဲ့ဒရုန်းရဲ့ကင်မရာတွေနဲ့ဆိုတော့ကျွန်တော်တို့တောင်းလိုက်ဒီဘက်ဘယ်ကိုရွှေ့ရင်ဘယ်ကိုလိုက်ချညာကိုရွှေ့ညာကိုလိုက်ချဆိုတဲ့အခြေအနေတွေလည်းရှိရပေါ့နော် ျွန်တော်တို့ခုချိန်ကဘာခက်ခဲရှိနေလဲဆိုရင်ဒီရန်သူကကျွန်တော်တို့ဒီမိုးရာသီပေါ့နော်မိုးရာသီနဲ့ပတ်သက်ပြီးတော့မှဒီတောထတာပေါ့ကျွန်တော်တို့တမ်းပါဆိုရင်ပုံမှန်ပါဆိုရင်တော့ကျွန်တော်တို့ပြောင်မယ်သူလည်းပြင်ကိုလည်းပြင်မယ်ကျွန်တော်တို့ကပြင်ထဲမှာတိုက်လို့အောင်လာတဲ့တိုက်ပွဲကနဲတော့လေးပွဲရှိသွားတယ်ကျွန်တော်တို့ကအဲ့လိုအဲ့လိုတိုက်လိုက်တိုင်းလည်းအရအကြီးပဲဆိုတော့အဲ့အချိန်မှာပေါ့ဒီမြခင်းနေတဲ့ဒီကျွန်တော်တို့ကောက်ပဲသီးနှံနေပေါ့နော်ဒီတောထတဲ့အချိန်ကိုခွင်ကောင်းယူပြီးတော့မှထိုးလာတယ်သူတို့ကစိတ်ကြောင်းထိုးတာ mm. ်။အင်းဓမ္မတွေလည်းတော်တော်ကောင်းတယ်ထင်ပါပါတယ်ပေါ့။တော်တော်ကိုသူတို့တုံးတာလေ။ဟုတ်ပြီးတော့ရဲကွန်မန်ဒိုစစ်ကြောင်းလည်းတစ်ခွဲတစ်ခွဲသူတို့တစ်ခွဲတစ်ခွဲနဲ့တခြားအဲပါစာတွေရဲ့အဲသူတို့စစ်တပ်ကကောင်းနေရပေါ့။သုံးမျိုးပေါင်းပြီးတော့မှကျွန်တော်တို့ဒီအဘကကူတီလာတဲ့စစ်ကြောင်း။ဟုတ်ဒီကနေ့မှာစစ်ကြောင်းက3 3ကြောင်းเนาะဒီတလအတော်တွင်းပါเนาะ3ကြောင်း3ကြောင်း250 200ဆိုပြီးတော့เนาะအင်အားမနေဟုတ်တယ်ဟုတ် အခုခုကျွန်တော်တို့တိုင်ပွဲသတင်းထုတ်ပြန်တဲ့အထက်မှာမပါတဲ့စိတ်ကြောင်းတစ်ကြောင်းရှိရဟုတ်လားတော့လောကအမှတ်တရစိတ်ကြောင်းခုလောက်ပါဘူးလက်ရှိလက်ရှိအခြေအနေရပါဘောနော်ကျွန်တော်တို့ကဒီသိသိရမိပစ္စည်းတွေနဲ့ခြားတက်တင်ပြလို့ရတဲ့ပစ္စည်းတွေအနေနဲ့ကျွန်တော်တို့စိတ်ကြောင်း၃ကြောင်းသာကျွန်တော်ထုတ်ပြန်လိုက်နော်စိတ်ကြောင်း၃ကြောင်းသာထုတ်ပြန်လိုက်တယ်ကျွန်တော်ပထမကအဲကျွန်တော်မြိုင်သာမြိုင်သာမှာအဲ့စိတ်ကြောင်းတွေပဲတစ်ခါဖြစ်တယ်နောက်တစ်ခုကဒိုင်းလေရောထွက်လာတော့တစ်ခါဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မလိုင်းညွန့်နဲ့အင်ဂျီရောရောဘက်မှာ ကျွန်တော်တိုက်ပွဲဖြစ်ရင်းထဲမှာလာကူတဲ့စစ်ကြောင်းကိုအင်ဂျီရိုရွာတောင်ဘက်မှာတခါထပ်ဖြစ်တယ်နော်။ဒါမျိုးကျွန်တော်ထုတ်ပြန်ထားတာ။အဲအဲ့မှာကျွန်တော်တို့ကမထုတ်ပြန်လိုက်ရတဲ့စစ်ကြောင်းရှိတယ်ပေါ့။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်မြင်းကြံဘက်ကနေထိုးလာတဲ့ပြည်သူစစ်ပြည်သူစစ်တွေနဲ့စားကားစားနေပေါင်းလာတဲ့စစ်ကြောင်း။အဲအဲ့မှာကျွန်တော်တို့ကခြေမှာအလုပ်တွေတအားများနေတဲ့ချိန်ပေါ့နော်။ကျွန်တော်တို့တခြားစစ်ကြောင်းတွေလည်းပတ်တိုင်နေတဲ့ချိန်ပါ။အခွင့်ကောင်းယူပြီးတော့မှမြင်းကြံသားနဲ့ထိုးဘက်ကိုသူတို့ကအင်အားအလုံးရင်းနဲ့တခါထိုးချလာတယ်။စစ်ကြောင်းထိုးလာတယ်။ အဲ့မှာကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့အာမအားဆိုတော့ငါတို့ဒီဘက်မှာစစ်တောင်းမြန်မြန်တိုက်ပြီးတော့အဲ့လူတွေညညာရင်းချင်းကျွန်တော်ကားကြီးနဲ့ရွှေ့သွားပြီးတော့ဒီဘက်မှာထပ်တိုက်ဆိုပြီးတော့ကျွန်တော်လူပြန်ချပြီးတိုက်ခိုင်းတာ။ဟောကျန်းနေ။အဲ့မှာရဲဘော်တွေကပန်းနေတော့ပင်ပန်းတဲ့အချိန်မှာကျွန်တော်ကဘာတော့ဟိုဟာဖြစ်လိုက်လဲဆိုတော့ပြင်ငါတို့ဒီဝါဒီဝါတော့နောက်ဆုံးလှိုင်းနေနေနောက်ဆုံးခံစစ်နေနေချမယ်။ဒီဝါကတော့ငါတို့ရှေ့ရနေအောင်ပြတိုက်နေတယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ချချတဲ့အချိန်မှာကျွန်တော်တို့စစ်ကြောင်းထိုးတာအပြည့်သူစစ်တွေပေါ့ပထမသူတို့ဟိုဘက်ကနေတချောင်းလုံးထိုးလာတဲ့စားတော့မဟာမိတ်ဖွဲ့နေလည်းဖြစ် ်မကျွန်တော်တို့ ਨੇ စဖြစ်တဲ့အချိန်မှာရုံးမျိုး ਨੇ ကုန်းတာရွာဆိုတဲ့ရွာကိုရောက်ကုန်းတာရွာတာအမှသူတို့ကကျွန်တော်တို့ဟိုဘလို့ထင်သေးတယ်ဘောနော်သူတို့ကဒါအထင်သေးတယ်ပြီးသစ်စစ်တယ်သူတို့ဟိုဘက်မှာအောင်မြင်မှုတွေရခဲ့အပိုင်းတွေလည်းပါတာပေါ့ထင်သေးတယ်အမှတနက်တောင်ကပခုံးကဒီလိုတင်ပြီးတော့မှဒီကောင်တုတ်လာတာရှင်းပွင့်သမားဆရာအဲ့ဒါရှင်းပွင့်မှာ၁၀ရောက်လောက်တုတ်ဆက်နှစ်ရောက်လောက်ရှိမှာပေါ့၁၂ရောက်လောက်ရှင်းပွင့်သမားအဲ့လိုတုတ်ခြေသုံးလူတော့ပဲနည်းနည်းသူတတိနဲ့နည်းနည်းဟိုကြည့်ဒီကြည့်ကြည့်တာအမှ သူတို့ကတားလာကြီးတက်လာတက်လာတော့ရဲဘော်ကကျွန်တော်တို့ဆက်ပေါက်လို့နော်ဒီလိုဒီလိုတော့တက်လာပြီဘယ်လိုလုပ်အောင်လဲအေးခဏစောင့်လိုက်သူတို့ဘဲတိကတ်နိုင်ငယ်အာကျော်သူတို့ကမီတာ100အတွင်းမှာရောအေး100အတွင်းကြီးမပေါက်နဲ့မပေါက်နဲ့ငါတို့ရဲဘော်တွေဘယ်လိုခံစားကြရလဲဆိုရင်ဟာမင်းတို့သိဖို့လိုတယ်ဒီကောင်းလေးငါတို့ဘယ်လောက်ဒီလုပ်လဲဆိုရင်ဓာတ်ဘော်တွေမရအောင်သူတို့စောင့်ပြီးပြတ်အဲ့ပုံစံမင်းတို့ပြန်အသုံးချဖို့ပြောမှကျွန်တော်အဲ့ချိန်မှာဟော ။ဘင်းခဏဆောင်ခဏဆောင်ဆောင်ရပိုင်းပြီးပေါ့ဆိုအဲ့ဒီဟိုးစပေါ်လိုက်တဲ့အချိန်မှာတခါနဲ့တုံးတုံးပလက်တွေလန်ပြီးတော့မှ။အော်။နောက်နောက်ကနေစီကူ၄၅၆၀အတင်းတက်လာအဲ့ဒီဓာတ်ပေါ်ကြီးရောက်ဖို့သူတញ្ញက်နေလုံးကြိုးစားလာတယ်။အင်းအဲ့ဒါတရက်အဲ့တရက်ကပြီးသူစစ်တွေတေးရပြီးသူစစ်တွေတခါနဲ့သူတို့ကားနဲ့တိုက်ပြီးတော့တခါနဲ့တကြိုးတာမသာဘူးရမသာဘူးအဲ့တခါတရက်အဲ့တရက်ပြီးသွားပြီးသွားတဲ့ခါညနေခင်းရောက်တော့သူတို့အဲ့လိုပဲအဲ့ညဆိုတော့1 1 2 2တွေဖြစ်တယ် အဲပြီးရင်လက်နက်ကြီးတွေ RPG တွေပစ်တယ်ပြီးတော့ဒီဒုံးတွေချတာမျိုးတွေလုပ်အဲလုပ်ပြီးတော့သူတို့ပုံမှန်ပဲပေါ့အဲကိုယ့်ရဲ့နောက်ကျောင်းမှာရှိတဲ့ရွာကြီးကိုသူတို့ကတဲတဲမဲမဲကျဲနေချတယ်အမှအဲနောက်ဆုံးနောက်တည့်ရက်ညနေခင်းပဲအဲ့လိုအချိန်လေးလောက်ပဲသူတို့ကညညနေနေဝင်မိုးချိုးလောက်ကိုပြီးတော့လှုပ်ရှားလှုပ်ရှားရင်အဲ့လိုပဲသူတို့လည်းထင်သေးရပေါ့ဒီကတ္တရာလမ်းကြီးတိုင်းသူတို့ကတက်လာနောက်တည့်လမ်းကြောင်းပြောင်းပြီးတော့တက်လာတော့အဲ့လိုပဲအချင်းလောင်းတဲ့သူတို့ပဲအချင်းလောင်းတဲ့သူတို့ပဲတနက်ကသူတို့ပေါ့ပေါ့တန်တန်ပဲ လောက်လာအလောက်လာအချိန်မှာဒါစီးစောလိုက်ဒါအမှတုံးလုံးပက်လက်နေအဲ့အချိန်မှာဓာတ်ပေါ်ကြီးရဖို့သူတို့တញ្ញနေလုံးချိုးသားတယ်ကျွန်တော်တို့ကကြီးပေါက်တာရပလိုက်တာဘာပြစ်တော့ကျွန်တော်တို့ထွက်ပြေးသွားတဲ့ပုံစံလုပ်လိုက်တာအော်ဒါတော့ပြေးသွားတာဒီကောင်းနေပြည့်ရက်ဒီပြစ်ပြီးပြေးသွားပြီဆိုတော့သူတို့ထင်သေးတယ်ဒါထက်ကောက်ထက်ကောက်နဲ့ထက်ပြစ်ပေါ်တော့ဒါမျိုးတွေနဲ့ကျွန်တော်တို့ကတော့စော်ကြစော်ကြတဲ့အချိန်မှာကျွန်တော်ကအဲဒုတိယတည့်ရက်လည်းအဲ့လိုပဲသူညကျတော့ဘုံနေချပါလေချမယ်ကျွန်တော်ပြီးသွားပြီးသွားရင်တတိယမြောက်ရောက်တဲ့အချိန်မှာ ဒုတိယရဲ့ညပေါ့နော်ညင်းတတ်တဲ့ချိန်မှာကား6စီးတယ်ပြူတွေကိုနှုတ်ပြီးတော့မှစကားစားအောင်ကိုပို့တယ်။ပို့ပြီးတော့မှနောက်ရက်3ရက်မြောက်ညညနေခင်း3ရက်မြောက်ညနေခင်းမှာတကယ်တမ်းအဲ့ဒီကကျွန်တော်တို့ကထိုးမှာကျွန်တော်တို့သူတို့ပြန်ခိုးမှာနော်အဲဒီနေ့ထိုးစစ်လုပ်မယ်ပေါ့ခါတိုင်းခံစင်းနဲ့ပို့စစ်လုပ်မယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကလည်းဟိုကစောင့်ဒီကစောင့်ပေါ့ချိန်လေးစောင့်ဗာလေးစောင့်လဲဆိုတော့ဟာခဏကြာရန်တော့ထိုးချလာတာ ်ထိုးချလာတဲ့အချိန်မှာကျွန်တော်တို့ RPG တင်းနဲ့ဖွင့်တဲ့ဒုံး20နဲ့တစ်ခေါက်ချတယ်ပြီးတဲ့အချိန်မှာနောက်ထပ်ဘာထက်လုပ်လဲဆိုတော့ point fight တွေနဲ့ပါ light တုံးတာကာကြီးထိုးပြီးတော့အဲ့ခြေချောင်းကလည်းကျွန်တော်တို့၃ချောင်းပြီးတော့ဖြန့်ထိုးပြီးတော့မှကျွန်တော်တို့ရဲ့ point တွေ wind ပြီးတော့မှသူတို့လုံလာတဲ့အချိန်မှာကျွန်တော်တို့ကဒါဒါကိုရဲပေါ့လေ ठी ကိုက်မရှိအောင်เนาะကျွန်တော်ပြန်ဆုတ်ပြန်ခန်းစင်လိုင်းကနေပြန်ဆုတ်တယ်အဲ့နောက်ပိုင်းတွေမှာကျွန်တော်တို့ဒီလိုပဲ အခုကံနေအဲ့နောက်ပိုင်းမှာဒီ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 အပိုင်းတွေလည်းဒါခက်စိတ်စိတ်လေးတွေတိုက်ပွဲဖြစ်နေရမျိုးတွေရှိတယ်ပေါ့ဒါပေမဲ့အာကျွန်တော်တို့အရေးကလေးကနေအခုချိန်ထိအထင်သေးခဲ့တဲ့မြင်းညာဒီသူစစ်အဖွဲ့တွေပြီးလို့ရှိရင်ခု TikTok ပေါ်မှာလုံးဝပျောက်နေတယ်ခု TikTok ပေါ်မှာလုံးဝပျောက်နေတယ်ကျွန်တော်ကမတွေ့တော့ဘူးဘယ်ရမ်းဖဲ့လဲဗျာဟုတ်တယ်ကျွန်တော်တို့တားပြရတယ်သိမလားကျွန်တော်ကျွန်တော်အရင်ကျွန်တော်တို့ဒီတရားရခဲ့တဲ့တိုက်ပွဲရှိရပေါ့ အဲ့တိုင်ပေါ်မှာကျွန်တော်တို့ဒါနှောင်တယ်ပေါ့အာချီကျိုးနေပြီလို့ပါတော့အဲ့လိုမျိုးဒါပေမဲ့သူတို့နားမလဲတာတစ်ခုကကျွန်တော်တို့ကသူတို့အဲ့လိုမျိုး line ပေါ်မှာတယောက်ဖုန်းလေးစကားများပြီးရင်ဖြစ်နေမှာကျွန်တော်တို့ကဒါလုံးမဟုတ်ကျွန်တော်လည်းအဲ့အိုင်လေးစိတ်မဝင်တာကျွန်တော်တို့လောက်ရရှိအောင်အတန်လုံးလုံးခြေနံလုံးလုံးနဲ့လှုပ်ချင်တယ်ဒါပဲသူတို့ကကျွန်တော်တို့ဘယ်လောက်ကြီးဆိုလဲဆိုရင်ဗီဒီယိုခေါ်ပြီးတော့မှသူတို့ဆဲအလာဒီဗီဒီယိုခေါ်တဲ့အမှသက်၄၅လေးပြီးလို့ရင်မြန်မြန်ပြီးသူစတဲ့မှာဥဆောင်လေးရဲ့လူတယောက်ရှိသူဆိုရင်သူရငူးတိုင်းကျွန်တော်ဗီဒီယိုခေါ်တယ် နေ့စဉ်နဲ့ပြဗီဒီယိုပေါ်ခေါ်တာအဲ့မှာကျွန်တော်ကသူ့အကောင့်မှာသီးလို့ပို့ကျွန်တော်တက်တက်ကိုဒီ friend နဲ့မှာ friend ချက်မှာတားထားတာကျွန်တော် plan plan လည်းမတော်ဘူး blog လည်းမလုပ်ကျွန်တော်လည်းကျွန်တော်ကျွန်တော်ပြင်းနေလို့ခင်သူ့နဲ့လည်းစတာအခုအတန်သိအခုတော့လုံးဝကျွန်တော်ကိုဆက်တယ်မလုပ်တော့ဘူးစိတ်ကောင်းနေတူတယ်အလောင်းတော့ပြန်မပေးအောင်ပြင်းမှာတော့စိတ်ကောင်းပြီဗောလို့မရောမရောပဲကောင်းနေရ တိုးတာကလည်းအဲ့အရွယ်လေးပေါ့နော်ခုကျွန်တော်တို့အဲဒီရဲဘော်တွေကြာဆုံးရဲဘော်တွေရဲ့ဒီအာဂန်တွေပိတ်မှန်တွေပေါ့သူတို့ဖြတ်စည်းတာတွေဗီဒီယိုတွေဆော့ဆော့ပိုင်းတော်တော်လေးတွေ့ရမီးရှို့ပြီးတော့ဖြတ်တာတွေပြီးတော့ကျွန်တော်တို့တူတူလေးနဲ့ထုပြောမှာဖဲ့တရားပေါ့ဗာမျိုးတွေခဏခဏပြင်နေရအဲအစိုးဆုံးကတော့သူတို့ထဲကနေကျွန်တော်တို့ဒီဘက်ကိုဟိုကျွန်တော်ဖန်စီရှားမိတာရှိတယ်နော်မြေသူစစ်တွေကအဲဒီရှားမိတဲ့အထက်မှာဘာပြောလဲဆိုရင်အသက်၁၂နှစ်၁၂နှစ် အ73နဲ့74 75ပေါ့အဲ့ပတ်ချတယ်ဒီပါသူတို့ပြီးသူစစ်တွေတော်အများကြီးပဲသူတို့လူဝင်ရောက်ဘယ်လိုစုလဲဆိုလို့ရှိရင်တဲ့မင်းတို့လူဝင်ရောက်ဘယ်လိုစုလဲကျွန်တော်တို့မေးတာမေးတဲ့အချိန်မှာကျွန်တော်တို့ကဘယ်လိုစုလဲဆိုလို့ရင်အခုကျွန်တော်တို့စစ်မှုထမ်းဥပဒေရှိတယ်ပေါ့မြင်းကြံမျိုးမျိုးမှာစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒါဟိုဟာကစကားဆအနေနဲ့မရဘူးပေါ့ဘာလို့မရလဲဆိုရင်သူတို့သူတို့မှပြီးသူစစ်ရှိအဲ့ကြောင့်သူတို့ကစစ်မှုထမ်းဥပဒေပေးစရာမလိုဘူး ဟုတ်တယ်မျိုးနဲ့ပတ်သက်ပေါ်တာဆွဲတာမရှိဘူးပေါ့တခုကသူကဗာမေးလဲဆိုရင်မင်းစစ်မှုထမ်းဥပဒေနဲ့သွားမလားကိုမျိုးကိုမှာပဲဒါမျိုးကာဝေးရေးအနေနဲ့ဒီပြီးသူစစ်ပေါ့နော်ပြီးသူစစ်လောက်မလားဆိုပြီးတော့မိသားစုနဲ့အေးအေးဆေးလဲနေရမယ်ကိုမျိုးကိုမှာလဲနေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကလေးတွေကိုဆွဲဆောင်ဆွဲဆောင်ပြီးရဲ့နောက်ပိုင်းမှာဗာဒီနဲ့ပြောအောင်ထားလဲဆိုလို့ရှိရင်ကျွားတရားဝင်တယ်တိတ်တိရမိတွေရှိတယ် အာအဲ့ဟာလေးတို့သိသိရမိဆိုတော့ဒီပြည်သူပစ္စည်းတွေအိုးအိမ်တွေဖောက်တယ်အဲ့ဒီဟာအဲ့ဓာရီကတို့မိသားစုထောက်ပံ့ကနေရဖုံးတွင်ဖုံးဘောနော်ဒါမျိုးတွေငွေညစ်တဲ့ရတဲ့ဟာတွေပြီးရင်ဒါတို့စိတ်ထဲမှာပျော်မွေးတဲ့အရာပေါ့စိတ်ချောင်းထိုးရင်တို့ကပျော်နေရအာတကယ်ကိုရွေးရွေးချွတ်ချွတ်နဲ့တိုက်တဲ့အဖွဲတွေနဲ့တွေ့ရင်တော့တို့ကနည်းနည်းလေးကြောက်သွားတာမျိုးတွေရှိတယ်ပေါ့တခြားအဲ့လိုမျိုးကျွန်တော်တို့တို့ကလက်နဲ့ကြီးနှလုံးသုံးလုံးလာပြစ်လိုက် အပြင်ရွာတရောအီးစေးဝင်သွားလိုက်ဆိုပြီးပုံစံမျိုးတွေပေါ့ဒါမျိုးတွေနဲ့သူတွေ့ရတဲ့ခါကျတော့သူကဒီစစ်ကိုပြောလေပြောတာဒီကလေးကအင်းအခုကျတော့အဲ့လိုမျိုးတော့မဟုတ်တော့ဘူးအခုငြိမ်သွားတာဗာလဲဆိုရင်ဒါလုံးဝတိတတပြောင်းလဲလာတဲ့အချက်ကမြန်မာပြည်သူစစ်အနေနဲ့ဒီထုတ်သုံးလာတော့ထုတ်သုံးလာ အခုဆိုရင်ကျွန်တော်တို့ဒီနထိုးဘက်ကိုထုတ်သုံးလာတာသူတို့ထဲကတိုက်ပွဲအတွေ့အကြုံရှိတဲ့တချို့တော့နည်းနည်းပဲပါလာတော့တယ်ပြီးတော့ကျွန်တော်တို့လမ်းတွေမှာထားခဲ့တဲ့ရွာတွေမှာပေါ့နော်သူတို့ ဒီရင်နှန်းသွားလာဖို့လမ်းတွေမှာထားခဲ့တဲ့ရွာတွေမှာမြင်းညံမျိုးနဲ့အနီးဆုံးကရွာတွေမှာပဲအပြည်သူစစ်တီကိုထားတာအဲ့ဒီရှင်းရှင်း point တွေမှာတော့မပါတော့ဒီမနေ့ရက်မနေ့ရက်ဆိုလဲကျွန်တော်တို့နဲ့ဒီဟောဖြစ်တော့သူတို့ရဲ့ဒီ video record ပေါ့နော်ကျွန်တော်တို့ဒီ video record တွေထဲမှာလမ်းပေါ်မှာတုံးတုံးပက်လက်ကြီးကျွန်တော်တို့လုံးဝမှတ်တမ်းညူထားရှိရယ်အဲသူတို့ရဲ့ကားတစ်စီးလည်းပျက်စီးသွားတယ်နော်ပျက်စီးသွားတယ်အမှလူကြီးကကားယူမှာ tên đẹp chỉnh bộ cho nó rồi thông xa lại là cái vật tên đẹp dạ nó có đi là quan đi ngồi chả là ai chơi mà ai chơi mà ba gì kêu à kêu à biết rồi hello chị này chưa mà rồi nhá không đi.